မင်္ဂလာပါခင်ဗျာရွှေညာမီတာရော့ချန်နေကနေကြိုဆိုပါရစေကျွန်တော်ကတော့တာရော့ဖတ်ကြားသူကိုစီပါကျွန်တော်ယနေ့ဖတ်ကြားပေးမယ့်တာရော့ကတော့ဇာတာပရိသတ်သမီးတွေများအတွက်မေလာတလာသာအတွက်တာရော့ဟော့စတန်ပဲဖြစ်ပါတယ်ဇာတာပရိသတ်သမီးတွေအနေနဲ့ဒီမေလာမှာဘာတွေကြုံတွေ့ရနိုင်လဲဆိုရင်အလောက်ကိုင်းခွင်းလန်းနေပေါ်ပေါက်လန်တတ်တယ် အောင်မြင်မှုလမ်းစာပေါ်မှာရောက်ရှိနေမယ့်ကာလမျိုးပဲဖြစ်ပါတယ်။နောက်တစ်ခုကဇာတာပရိသတ်သမီးတွေအနေနဲ့အလုတ်ပြောင်းလဲဒါမှမဟုတ်ရင်အလုတ်လျှောက်ထားတာမျိုးပညာရေးကိစ္စအင်တာဗျူးဖြေထားတာမျိုးတွေရှိရင်ရလက်ကောင်းနိုင်ပါတယ်။သတင်းကောင်းကြားရတတ်တယ်။ဇာတာပရိသတ်သမီးတွေအနေနဲ့မိမိနဲ့မိတ်ဆွေတွေကပဲဖြစ်စေမိမိမိသားစုတွေကပဲဖြစ်စေကျမ်းမာရေးကြီးကြီးမားမား ထိခိုက်တာမျိုးတွေကျုံရတတ်ပါတယ်။စေုံစေကံရောက်တဲ့အထိကျမကြီးထိခိုက်တာမျိုးတွေကျုံရတတ်ပြီးတော့ဇာတာပိသသမီးများအနေဖြင့်ဆရာသမားခေါင်းနေနဲ့လည်းတွေးဆုံရမယ်ကာရာမျိုးပဲဖြစ်ပါတယ်။တို့ကဇာတာပိသသမီးတွေတမှာအင်းအောင်သေးတွေရှိမယ်ဆိုရင်ကလေးနဲ့ပတ်သက်ပြီးတည်ငောင်းကြားရတာမျိုးပေါ့မှာကလေးရတာမျိုးဒါမျိုးလေးတွေကျုံရတတ်ပါတယ်။နောက်တစ်ခါဇာတာပိသသမီးတွေအနေနဲ့ မိမိအနေနဲ့ဘောနော်လုပ်ငန်းကြောင်ပဲဖြစ်စီဒီတိုင်းပန်းဖြည့်ရွေးပဲဖြစ်စီခရီးသွားတာမျိုးတွေကြုံရတတ်ပြီးတော့ရောက်ဝေးမှာဧည့်သည်တွေကမိမိအတွက်လက်လာပါယူဆောင်လာတာမျိုးတွေလည်းကြုံရတတ်ပါတယ်ကျန်ရပိသသမီးများအနေဖြင့်ဒီကာလမှာထူးကြီးထားရမယ်ကျမ်းမာရေးအခြေအနေကတော့ဘောနော်ကောင်းကြိုက်တာမျိုးနှာစည်းတာဒါမျိုးလေးတွေအသေးစားလေးတွေတော့သတိထားဖို့လိုအပ်ပါတယ်မျိုးကျန်တာပိသသမီးတွေမှာ မိမိအနေနဲ့မိမိယုံကြည်ကြောင်ရဲရဲဝံလို့ရဲဖို့လိုပါတယ်မိမိအတွက်အောင်မြင်မှုလမ်းစာတွေကပွင့်လာပြီလို့တတ်မှတ်လို့ရတဲ့ကာလဖြစ်တဲ့အတွက်ဘယ်ရောက်သူမိမိယုံကြည်တဲ့ရောက်လောက်ကိုင်းရဲရဲဝံယုံကြည်ခြင်းနဲ့လောက်ကိုင်းဖို့လိုပါတယ်နောက်တစ်ခုကဇာတပတိသားသမီးများအနေဖြင့်အမျိုးသမီးမိခင်ဒါမှမဟုတ်အတော်ဆရာမဒါလိုမျိုးအမျိုးသမီးကြီးကြီးမိမိတဲ့တကြီးတော့မြို့သမီးတွေရဲ့ကုညီထောက်ပံ့မှုတွေလမ်းပြမှုတွေအများကြီးရနိုင်တဲ့ကာလဖြစ်ပါတယ် ခုတတိထားမှာကျသာပိသသမီးများအနေဖြင့်ငွေချေးနဲ့ပတ်သက်ရင်အာမခံပေးတာမျိုးရှောင်းမှာလူလင်ခံရတာမျိုးပါမျိုးကျွမ်းအပ်တတ်လို့ပါနော်အဲဒီတော့ကျသာပိသသမီးများတလားတာမှာကံအကောင်းဆုံးနံပါတ်၄ဆိုရင်၃ပြီးရင်၄၅စတဲ့နံပါတ်တွေကကံကောင်းဆုံးနံပါတ်တွေဖြစ်ပြီးတော့နံပါတ်၁ကနေ၁၀ကနေစတာတွေကကံညံ့နဲ့ကံမကောင်းတဲ့နံပါတ်တွေဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲမေလာတလာလုံးဂျာတာရေသတိများကိုစိတ်နှပြကျမ်းမှာချမ်းသာပြီးတော့လိုရာဆန္ဒတွေလည်းပြေဝကြပါသည်လို့ဆုတောင်းပါ